္လာနက်ခင်ဗျာဒီနေ့မှာရေတောက်နေခြင်းကြောင့်ခန္ဓာကိုယ်မှာဖြစ်လာတဲ့အချက်ပြလက္ခဏာတွေအကြောင်းပြောပြမှာဆိုတော့အရင်ဆုံးမပြောခင်ရေတစ်ခွက်လောက်တောက်လိုက်ပါဦးမယ်ရေတောက်ပါရေတောက်ပါလို့အမြဲတိုက်တွန်းရတဲ့အကြောင်းရင်းရှိပါတယ်နော်တရက်မပြောနဲ့တမနက်လောက်ရေမတောက်ဖဲနေလိုက်ရင်ကိုနေလို့မကောင်းတာဒီတစ်ခေါက်တော့ရေတောက်နေလို့ခန္ဓာကိုယ်မှာဖြစ်လာမယ့်အချက်ပြလက္ခဏာတွေအကြောင်းကိုပြောပြပေးသွားမှာပါလေး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 မိနစ်မန်လီယာဖန်လေးမိနစ် တနေ့ရောရေဘလောက်တောက်ရမလဲဆိုတော့တနေ့ကိုအနည်းဆုံးရေ၈ခွက်လောက်တော့တောက်တဲ့လို့ကျမကြီးအကြံပြုချက်တွေရှိထားပေးတာပါဒါပေမဲ့အလုံးမအားလို့မေ့နေလို့ရေမဟုတ်တဲ့တခြားတောက်စရာတွေတောက်နေလို့ရေတောက်စရာမလိုဘူးထင်နေတာဆိုရင်တော့ရေဓာတ်လုံလောက်နိုင်မှာမဟုတ်ပါဘူးခန္ဓာကိုယ်ကျန်းမာဖို့လိုအပ်တဲ့ရေဓာတ်ကိုပြည့်ပြည့်ဝဝမရဘူးဆိုရင်အချိန်ကြာလာတဲ့အမျှချုပ်ယွင်းမှုတွေဖြစ်လာနိုင်ပါတယ် ခန္ဓာကိုယ်လှုပ်ဆောင်ချက်တွေကိုထိခိုက်စေပြီးနှုံးနာနေလို့မကောင်းတာခေါင်းကိုက်တာကြွက်သားတွေနာတာစီးလန်းချောင်းကြောက်တဲတာစတဲ့ယောဂါတွေဖြစ်လာနိုင်ပါတယ်တကယ်လို့ကို့မှာအခုပြောပြမယ့်လက္ခဏာတွေဖြစ်လာရင်တော့ရေတောက်နေနေပြီးခန္ဓာကိုယ်မှာရေတက်လိုအပ်နေပြီဆိုတာကိုသိသင့်နေပါပြီ၄မိနစ်သားမန်လျာဖမ်မာရေတောက်နေလို့ခန္ဓာကိုယ်မှာဖြစ်လာမယ့်အချက်ပြလက္ခဏာ9ချက်ကဘာတွေလဲဆိုတော့နံပါတ်1 အာကောင်နေ၆မယ်ဒါကတော့သိတာပါတယ်ဒါပေမဲ့တခါတလေအာကောင်၆တာဗစက်တဲ့ဆေးကက်ကက်ဖြစ်တာမျိုးကိုရေမတောက်ဖဲအချိုးရည်တွေကော်ဖီတွေတောက်ပြတာပိုဆိုးပါတယ်ရေဓာတ်လိုအပ်လို့ခန္ဓာကိုယ်ကပြတဲ့လက္ခဏာဖြစ်ပေမဲ့တခြားအရာတွေပါဝင်တဲ့အရေဓာတ်ကိုဖြည့်တင်းလိုက်ရုံနဲ့မလုံလောက်ပါဘူးအချိုးရည်တွေကဖိန်းဓာတ်ကြောင့်ပိုပြီးတော့ရေငတ်နိုင်ပါတယ်နံပါတ် အသားချောက်မယ်အရေပြားကခန္ဓာကိုယ်ရဲ့အကြီးဆုံးအစိတ်ပိုင်းဖြစ်နေတော့ရေဓာတ်ပြည့်ဝဖို့ပိုပြီးလိုအပ်ပါတယ်တကယ်တော့အသားချောက်တယ်ဆိုတာရေဓာတ်ခန်းချောက်မှုရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်ရေတောင်နေတော့ချွေးမထွက်နိုင်ဘူးအသားရေဆိုပြမှုမရှိတော့ပဲမွဲချောက်ချောက်ဖြစ်လာနိုင်ပါတယ်နံပါတ်3မျက်လုံးချောက်မယ် မျက်လုံးခြောက်တွေ့တာမျက်ရည်ခန်းခြောက်နေတာကရေတက်နေနေလို့ပါခန္ဓာကိုယ်ထဲမှာရေတက်မလုံလောက်မှတော့မျက်ရည်ပြုံးလာလဲခန်းခြောက်လာပြီမျက်လုံးနဲ့ဝင်လာသမျှအမောင်းပိုးမွားစတာတွေကိုအလိုလျောက်ဖယ်ရှားပေးမဲ့မျက်ရည်တွေနေနေမှာဖြစ်တဲ့အတွက်မျက်လုံးခြောက်တဲ့အခါနေရခတ်တာကြည့်မကောင်းတာပိုးဝင်တာတွေဖြစ်လွယ်စေပါတယ်ရေတောက်နေလို့ခန္ဓာကိုယ်မှာဖြစ်လာမဲ့အချက်ပြလက္ခဏာတွေကနံမက်လေးရတော့အစစ်တွေနာမယ်အယိုးနှုတ်နဲ့ကြောရွတ်စစ်တွေရဲ့ဖွဲ့စည်းမှုမှာလည်း ရေဓာတ်ကအရေးပါပါတယ်။ခန္ဓာကိုယ်မှာရေဓာတ်မလုံလောက်တဲ့အခါလှုပ်ရှားလိုက်တိုင်းအရိုးအစစ်တွေတကြွကြွဖြစ်နေတော့မှာပါ။နံပါတ်၅နေမကောင်းတာရှည်မယ်။ရေတောက်လိုက်ရင်ကိုယ်ရဲကအစိတ်တောက်တွေကိုဖယ်ရှားတန့်စင်ပေးဖို့ကုညီတာတဘာဝလှုပ်ဆောင်ချက်တစ်ခုပါ။ရေဓာတ်မလုံလောက်ရင်ဒီလှုပ်ဆောင်ချက်ကမောက်ကမဖြစ်ပြီးကိုယ်ခန္ဓာအစနစ်ကိုပါအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။နံပါတ်၆မောပန့်နေမယ်။နှုံးနေမယ်။အပေါ်မှာပြောခဲ့သလိုပဲခန္ဓာကိုယ်ကရေဓာတ်ခန်းချောက်တဲ့အခါသွေးတွေကနေယူသုံးပါတယ်။ ီတော့ရေဓာတ်မလုံလောက်တော့တဲ့သွေးတွေကခန္ဓာကိုယ်အနှံ့ပေးပို့ဖို့အောက်ဆီဂျင်မရှိတော့ပါဘူး။အောက်ဆီဂျင်နဲ့အခါလူအအိတ်ချင်တာမောပန်းနှုံးချိနေရတယ်ဖြစ်စေတတ်ပါတယ်။နောက်ဆုံးနမခွန်အစာချေစနစ်ပြဿနာတွေဖြစ်လာမယ်။ရေဓာတ်မလုံလောက်တဲ့အခါလယ်ချောင်းနဲ့ကတ်တွဲမှာတတွဲနဲ့ချယ်ရီနဲလာပြီးအစာအိမ်အက်စစ်ကြောင့်ခန္ဓာကိုယ်အတွင်းပိုင်းမှာထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။အဲ့ဒီအခါရင်ပူရာအစာမကြေတာတွေလိုမျိုးအဖြစ်များတဲ့ပြဿနာတွေဟာဖြစ်လာတော့တာပါပဲ။ only on mandalay fm ဒီလိုရေတောက်နေခြင်းကြောင့်ခန္ဓာကိုယ်မှာဖြစ်လာတဲ့အချက်ပြလက္ခဏာတွေကိုယ်မှာဖြစ်လာပြီဆိုရင်တော့ရေကိုတတိထားပြီးအချိန်လေးနဲ့တောက်ပေးဖို့စေတနာစကားပန်းလိုက်ပါရနော်အခု၄မိနစ်အစီအစဉ်ကတင်ဆက်ခဲ့တဲ့ကျန်းမာရေးဆိုင်ရာအချက်လက်များကတော့ hello ဆီယံဝဲ website မှာရေတောက်နေခြင်းကြောင့်ခန္ဓာကိုယ်မှာဖြစ်လာတဲ့အချက်ပြလက္ခဏာတွေအကြောင်းရေးသားထားတဲ့စောင်းပါတွေကကိုးကားထုတ်နှုတ်တင်ဆက်ထားတာဖြစ်ပါရဲ့ရှင်